အနုပညာလောကကြားမှာနာမည်ကျော်ကြားလာတဲ့စီးပွားရေးတထေကြီးတက်တစ္ဆမင်းသမီးတွေထဲလဲတွဲမြပွေလာတဲ့ကိုရှရမဲရဲ့အသက်40ပြည့်မှာမင်္ဂလာဆောင်ခဲ့တယ်လို့သိရပါတယ်။သူတို့သမီးကတော့ Apple Clinic ဈေးခန့်ပိုင်ရှင်ဒေါက်တာဖူပွန်ခိုင်ခဲ့ပါတယ်။ကိုရှရမဲဆိုတာဘယ်သူပါလဲ။ အောင်မင်းကြော်ကြားတဲ့ရုပ်ရှင်ဇာတ်ကားများ၊ရုပ်သံဇာတ်လမ်းတွဲများ၊ TV ပရိုဂရမ်များကိုထုတ်လုပ်နိုင်ခဲ့တဲ့မီဒီယာတစ်ထည်ကြီးပါပဲ။သူရဲ့ပါတနာတွေအဖြစ်လူသိများတာကတော့ဝက်မုံရွှေကြီးအမျိုးသားကိုနိုင်ဖြိုးကျော်ဖြစ်ပါတယ်။ရွှေမန်းထုတ်တဲ့သချင်းတွေ၊ရုပ်ရှင်ဇာတ်ကားတွေ၊ TV အစီအစဉ်တွေမှာသူတို့အုပ်စုတွေပိုင်းနဲ့လီမိုတော်ကားချုံညာတွေအမြဲပါလိရှိပါတယ်။ Seven Sense Film Production မှာလည်းရှယ်ယာပါဝင်သူဖြစ်ကဘိုးချုပ်မှုကြီးအသည်ဖြစ်သူခင်တီရစ်တတ်မွန်နဲ့လည်းတခြားသောစီးပွားရေးလုပ်ငန်းများကိုလုတ်ကင်ပေးနေရသူဖြစ်ကြောင်းမီ ီးယားမှာမကြာခဏပေါ်ပြခင်ရသူဖြစ်ပါတယ်။ Seven Sense ကို BC လုတ်ခရပြီးနောက်ပိုင်းပွဲမြင်ကွင်းတွေမှာသိမြင်တွေ့ရခြင်းမရှိတော့တဲ့အနုပညာလောကတစ်ခုလုံးရဲ့နောက်ွယ်ကလမဲကြီးပေါ့။ရွှေမန်းက MRTV4 ဝန်ထမ်းဘဝကနေ2013စီကိန်း project တွေကိုအဲ့ဒီကာလကအားကစားပြီးထုံးစုဝင်းကြီးဦးတင်ဆန်းတားတဲ့နဲ့ပေါင်းပြီးအားလုံးရယူခဲ့သူတွေပေါ့လေ။အဲ့ဒါကြောင့်လည်းအချိန်ကာလတော်တော်တွင်ပိုင်ဆိုင်မှုများစွာနဲ့ကျွယ်ဝချမ်းသာသူဖြစ်နေတာပါပဲ။တဲဂီတာမှာလည်းအောင်ရင်ခဲတဲ့ jokes မြန်မာနဲ့ shopping app တစ်ခု ုဖြစ်တဲ့ RTO 47ရဲ့အဓိကရှယ်ယာပိုင်သူဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလည်းခရိုနီပေါ့စ်တွေတဲ့ချဲဆွာနေတဲ့ထက်ခိုင်ဝင်းနဲ့ပေါင်းပြီး Hey Play လုပ်ထားတယ်။ ရွှေမန်းရဲ့အားသာချက်ကတော့အမှုပညာအလုပ်တွေဘာလုံးလုံးအောင်မြင်တာမှာလုံနိုင်တဲ့လုပိုက်ခွဲရေးကြောင့်လဲပါမယ်။မန္တလေးမှာလည်းသူပိုင်ဆိုင်တဲ့စားတောက်ဆိုင်တွေများစွာရှိသလိုမန္တလေးတောင်ဟိုတယ်ကိုလည်းသူယူထားတယ်လို့လည်းသတင်းတွေထိုင်နေပါရဲ့။အမှုပညာလုပ်ငန်းအပြင်အထူးခါစီဝါရဲ့ကြီးနှစ်ခုရှိပါရဲ့။မိုးထီမိုးမီရှုလောက်ွက်ကြတဲ့အပြင်ရှမ်းပြည်နယ်ဘက်မှာတောင်ကြီးကားကြီးဝင်းဆိုလာလုပ်ငန်းတွေလုပ်နေတာအဲ့ဒီဘချမ်းကလူတော်တော်များများပြောတာကြားဖူးပါရဲ့။သူရဲ့ကြီးကျယ်ခန်းသားတဲ့မင်္ဂလာဆောင်ကိုလည်းတိုင်းရှစ်တောင်ကျော်ကုန်ကြခံထားတယ်သိရပြီးတ ုတ်သမီးဝတ်ထားတဲ့ပတ်တများတဲ့အနက်တင်ရွှေမန်းရဲ့အချိန်ကာလအသွင်ကျွဲဝချမ်းသာမှုကိုခံမှန်းကြည့်နိုင်တယ်။ရွှေမန်းမင်္ဂလာဆောင်မှာပရိုဖီစင်နွေးခဲ့ကြတဲ့အမှုပညာရှင်စရဲနဲ့တင်ဘလောက်ထိတောင်းတုံးထားလဲခံမှန်းမိတယ်။သရုတ်သားအရင်သရုတ်သမီးအရင်တွေကိုလည်းတရုတ်ဆောင်များစွာနဲ့ပါဝင်ချင်းပြခဲ့တယ်လို့တရုတ်ဆောင်ပေါင်းများစွာဟာလည်းပွဲတယောက်ခဲ့ကြပါတယ်။ကဲဒီတော့ဆိုကိုရွှေမန်းအကြောင်းအကျဉ်းဖြင့်သိကြရပေါ့။တကယ်တော့ဘလောက်ချမ်းသာချမ်းသာတဘဝဆန်လုတ်ခဲ့ရင်တော့တန်တရာမှာခံကြပါဦးမယ်။